for dream စီစဉ်ကနေကြိုဆိုပါရရှင်ကျမနော်ဦးနာတလီနာပါယူဝဗေဒပညာရှင်တယောက်ဖြစ်ချင်းခဲ့ပြီးအိုင်စတိုင်းကိုအားကျခဲ့တဲ့မတ်ချိုလဲအောင်ဟာအเจ้าမညီညွတ်ပဲဆေးပညာသင်ယူခဲ့ရတာပါအဲဒီနောက်ဆီယောင်ဘွားကိုဆွန့်လုပြီးလူငယ်စုဦးတီထွေလုပ်ငန်းရှင်အဖြစ်ခံယူရင်း social enterprise ကိုဦးဆောင်နေပါတယ်မတ်ချိုလဲအောင်အเจ้าကမာယုအကြီးတန်းတည်တင်းထောက်ကြီးတာကတင်ဆက်ထားပါရရှင် ဖို့လိုချင်လို့ရှင်တခုခုစတိရဆိုအဲ့ဒါလုံးဝအဲလုံးဝအမှန်ကန်တဲ့အရာပေါ့နော်ပြောမယ်ဆိုရင်အမအဲ့စေးချောင်းမဖတ်တော့ဘူးလို့ပြောတဲ့ခါမှာဟိုဟိုလည်းတချို့လူတွေနဲ့တိုက်ခံလို့ကအဲလူတချို့နဲ့အမယုံကြည်မှုတချို့ပြတ်သွားပြီဟုတ်တယ်မလားဒါပေမဲ့အဲ့ဒါတွေဟိုအမပြောတာအဲအမနဲ့ဟိုပရိပခါဖြစ်ခဲ့အမရဲ့အိမ်သားတွေပဲဖြစ်ပါတခြားပါတော့သူတို့နားလဲပေးနိုင်ရင်တိတ်ကောင်းပါပဲလို့အမစဉ်းစားမိတယ် ဒါမဲ့အဲ့ပြိပခတွေကတော့ဖြစ်ခဲ့ပြီးသွားပြီးသွားပြီဒါမဲ့အခုအမပြန်ဖားထရမယ့်အချိန်အချိန်ပေါ်ရောက်လာပြီပေါ့တိုးတော့လာတဲ့လူဘွားမှာလူငယ်တွေဟာသူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ကြောက်ရွံ့တက်ကြပါတယ်ဒါပေမဲ့အိမ်မက်တွေကိုဒီဇိုင်းမက်မက်အကောင့်ထဲပေါ်နေတဲ့သူတယောက်တော့ရှိပါတယ်သူကတော့မတ်ချိုလဲအောင်ပါသူကဟာဆရာဝန်တယောက်ဖြစ်ပေမဲ့သူမရဲ့အိမ်မက်တွေကတခုဖြစ်တဲ့ free flow လို့ခေါ်တဲ့မြန်မာတစ်ညက်ကိုအစ်စ်ပြန်လဲဖန်တီးခဲ့သူတယောက်လည်းဖြစ်ပါတယ် ငငယ်တုန်းကဘဝမှာဖြစ်ချင်တာကိုမသိခဲ့ပေမဲ့အထက်တန်းရောက်တဲ့အခါမှာတော့ယူဘဗေဒဘာသာရပ်ကိုသဘောကျအိုင်းစတိုင်လိုသိပ္ပံပညာရှင်ကြီးဖြစ်ချင်ခဲ့သူတယောက်တော့ရှိပါတယ်ဒီဟိုဘောအထက်တန်းမရောက်ခင်တော့တော့ဘာမှမသိသေးဘူးဒါပေမဲ့အထက်တန်းရောက်တဲ့ခါကျတော့ဟိုအာသိပ္ပံဘာရက်တွေသင်ရတဲ့ခါကျတော့အမဘာလဲဆိုတော့ physics လေ physics ကိုအရင်တော့ကြားတယ်အဲ့ဟိုပါလဲ eyesight လို့ပါတော့အရင်တော့ကြားအဲ့ဒါကိုအရင် YouTube ခဲ့ဘူးတယ်ဟိုသူ့ရဲ့ဟိုပါလဲ theory တွေဘာတွေကိုလဲကိုယ့်ကိုအဲ့လိုမျိုးစာရေးပါဖတ်ဘူးရဲ့အဲ့ဒီ core science တော့ကတော့အရင်ဖြစ်ချင်းဖြစ်ချင်းတော့အဲ့ physics ပေါ့နော်အဲ့ဒီသိပ္ပံပညာရှင်ကြီးဖြစ်ချင်းတယ်ဒါပေမဲ့သူဖြစ်ချင်ခဲ့တဲ့ယူဘဗေဒပညာရှင်ဖြစ်ခွင့်တော့မရခဲ့ပါဘူး။အိန်းနီးချင်းနိုင်ငံတစ်ခုမှာ ဈေးပညာကို6နှစ်သင်ကြားခဲ့ပြီးတွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေကြောင့်သူယူသွခဲ့တဲ့ဇူပဗေဒဘာသာရပ်ကိုစွန့်လွတ်ခဲ့ရပါတော့တယ်။အမအကြောင်းတဲ့အနေနဲ့တတိယနှစ်မှာငွေကြေးခက်ခဲဖြစ်တဲ့အခါကျတော့ပြန်လာရမလို့လို့အဲ့ဟာပဲပြီးအောင်ဖတ်ရမလို့လို့အဲ့လိုမျိုးဖြစ်ဖြစ်ခဲ့ဘူးရဲ့ဖြစ်ခဲ့ဘူးရဲ့အခါကျတော့အဲ့ physics ကိုလုံးဝကိုဆွန့်လွတ်လိုက်တဲ့ဆိုတဲ့တဘောမျိုးပေါ့နော်ကိုလည်းမတက်နိုင်ဘူးလေဒီမြေမာယူမှာပြန်ဖတ်ဖို့ကြတော့လဲ physics ကဟို physics ဒီလို့ရှင်ထွန်းထွန်းပေါက်ပေါက်ဖြစ်မှလားဆိုတာပြန်စဉ်းစားရဟိုမှာဖတ်တော့လဲကိုကပတ်စံမတက်နိုင်ဘူးပေါ့နော် ကောင်းတယ်လို့အဲဒီတော့ပြင်ရတယ်သူကတော့အမှအမအရင်တော့ဟိုဗာအရန်စာကြိုးစားရတဲ့လူတယောက်ပေါ့ဆီယမိုက်ဆိုတော့လည်းအရန်ချစ်တဲ့လူမျိုးပါဒါပေမဲ့အဲ့တတိယနှစ်မှာမဖြစ်သွားလဲဆိုတော့အမအမပြောရင်ခုနကငွေကြေးထောက်ပံ့နေရတယ်ပေါ့နော်အမျိုးတယောက်စီရပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာသူကမထောက်ပံ့နိုင်တော့တဲ့ခါမှာအမမုံတိုင်းမဖြစ်သွားလဲဆိုတော့ငါပြန်ရတော့မှာလားဘွဲမရပဲပြန်ပြီးတော့ရန်ကုန်မှာဘာလုပ်မှလဲပေါ့နော်အဲ့မှာကိုယ့်ကိုယ်ကိုဘာပြန် realize ဖြစ်လဲဆိုတော့ ဘသူတွေကပဲကိုယ့်ကိုဘာပဲအားပေးပေးပေါ့နော်နောက်ဆုံးဒီကြောင်းမပြီးတော့လဲကိုယ်ပဲလေကြောင်းပြီးတော့လဲကိုယ်ပဲဘယ်ဘွဲရရကိုယ်ပဲကိုယ့်ဘွားကိုထောင်ရင်းရောက်မှလေအဲ့တော့ကိုကြောက်တယ်ဆိုရဲအရာကြီးအကုန်လုံးပြေးပြီးတော့ရင်ဆိုင်လိုက်တယ်အဲ့တတိယနှစ်မှာအမဆက်ပြီးတော့ပြောင်းလဲလာရပေါ့နော်အဲ့အဲ့အချိန်ညာတော့လုံးဝမမေ့နိုင်တဲ့အချိန်ပဲလောက်ခဲ့ပြီးတဲ့အရာတစ်ခုအတွက်နောင်နာမရခြင်းနဲ့သူဟာတက္ကသိုလ်ဆိုတာဘဝရဲ့သင်ခန်းစာတွေလေ့လာရာ သင်ယူရလို့ခံယူခဲ့ပါတော့တယ်။ဒါအပြင်ဘဝအတွက်တန်ဖိုးအရှိခဲ့ဆုံးကတော့ သူမကြိုက်တာကိုသိသွားခဲ့တာပါပဲ။ဒါကြောင့်လဲဆရာဝန်ဘဝကိုစွန့်လွတ်ဖို့ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။အလုတ်ခဲ့ပြီးရဲ့အရာတခုကိုနောင်တမရအောင်လုပ်တယ်။ပြီးတော့ကိုမကြိုက်တဲ့အရာကိုကိုသိသွားတာအဲ့ဒါအယံတန်ဖို့ရှိတယ်။မတ်ချိုလက်အောင်ရဲ့တည်ခြင်းတဲ့စိတ်မင်းမြန်ဂျင်နာတွေကိုအချိန်မရွေးမင်းမြန်တာခံရတဲ့ကိုဟန်တော်စီကတော့ အရေးအချင်းရှိတဲ့လူငယ်အမျိုးသမီးတယောက်ပါလို့အခုလိုမှတ်ချက်ပေးပါတယ်ပို့ပြီးအောင်မြင်ရမှာသာဘူးနည်းနည်းလေးကြံနေဆိုရင်တော့ဘယ်လိုခေါမလဲတခုတခုနာတော့တော့ပါကျွန်တော်တွေ့ဘူးတဲ့ဒီလူငယ်အမျိုးသမီးတွေမှာတော့တတော်ကြီးကိုထူးခြားမှုရှိတဲ့ဟိုမိတ်ဟိုတယောက်ဖြစ်ပါတယ်တဲလန်လည်းရှိပါတယ်သူရဲ့ innovation ပေါ့ဒီစိတ်ကူးစိတ်ကမ်းတွေအားစားတော်တော်ကောင်းမွန်တဲ့လူတယောက်ပါသူ့မှာ analytics တွေတခုရှိပါတယ်သူ format မကြောက်ဘူးပေါ့နော်ကျွန်တော် data base မလုပ်တတ်ဘူး ဖော်မမချအောင်အဲ့ဒီဥစ္စာလေးကိုတော့ကျွန်တော်အတိအကျသူ့ကိုဆွေးနွေးပေးတယ်သူစနစ်တကျလေး data ကို record လုပ်ဖို့ရယ်စနစ်တကျလုပ်ဖို့ရယ်အားလုံးကိုမာဒီကျွန်တော်နိုင်ငံတကာမှာဆိုတော့အတိအကျအရေးကြီးတာ data record ပါမယ် data ကိုတကျစနစ်တကျနဲ့ပြုစုပြီးတော့ကိုယ့်ရဲ့လုပ်ငန်းရဲ့အရေးသွေးတွေကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့အရေးသွေးတွေကိုဘယ်လိုကောင်းမွန်အောင်သူ့ရဲ့ performance ဘယ်လိုရှိတယ်ဒီနေ့ပိုကောင်းမွန်တဲ့ performance ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အချက်လက်တွေကျွန်တော်အတိအကျထားပြီးတော့သူ့ကိုဆွေးနွေးပေးပါတယ် အားရတဲ့အချက်ကတော့သူ့မှာကစိတ်ကူးစိတ်ကံကောင်းမွန်တဲ့စိတ်ကူးလေးသူ့မှာရှိတယ်ဗျ။ခါကြရင်ကျွန်တော်တို့မစဉ်းစားမိတဲ့ idea လေးတွေသူ့မှာရှိတယ်။ဒီဥစ္စာကသူ့အတွက်အားသာချက်ဖြစ်မှာ။စေပညာနဲ့ဘွဲရပြီးတဲ့နောက်မှာတော့မြန်မာနိုင်ငံကို2017နှစ်ကုန်ပိုင်းလောက်မှာပြန်ရောက်လာခဲ့တဲ့သူဟာဘဝရည်ရွယ်ဖို့အတွက်အမဖြစ်သူနဲ့အင်းကြီးထုတ်ဆိုင်ဖွင့်ပြခဲ့ပါတော့တယ်။ ဒီစည်းဝါးရေးမှာလည်းအမားတွေအလင်ခံခဲ့ရတာတွေကလည်းတတိတန်းကြီးပါဒါပေမဲ့ဒီအင်းကြီးချုပ်ဆိုင်ကနေအစပြုလို့သူ့ဘဝသူ့ဝါသနာပါရာကို ရှာတွေ့နိုင်မဲ့လမ်းကြောင်းပေါ်ကို တင်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်ဒီအင်းကြီးလုပ်ငန်းလုပ်တဲ့အခါမှာ ဟိုတင်းစာရမှာပေါ့နော်မမရ people magazine နဲ့မှာကွာဟိုကကြော်ညာထည့်ကျင်တယ်ထည့်ကျင်တဲ့ခါကျတော့ဒီ overall ကပကြီးဆရာရို့ဘာလို့လိုက်ပြီးတော့ကုညီတောင်းတာပေါ့နော်ပြီးတော့ဆုံးကြတော့ဆရာမတယောက်နဲ့တော့တွေ့ရ artist နန်းနန်းဆိုတာပေါ့နော်အမရဲ့ idea တွေ mindset တွေအကုန်လုံးကို develop လုပ်ပေးလိုက်တာသူပေါ့နော်အဲ့တော့အဲ့အနုပညာတစ်ခုနဲ့စီးပွားရေးတစ်ခုကိုဘယ်လိုပေါင်းစပ်မလဲဆိုတော့ပြန်စဉ်းစားတယ်အဲ့တော့အနုပညာမှာအယောင်တွေဆက်တယ်အယောင်တွေဟို composition တွေရှိရအစားအသောက်ကလည်းဒီလိုပဲသူ့ရဲ့အပြင်ပန်းအမြင်အပြင်ကိုသူ့ရဲ့အရာတာတွေကဟောဘယ်လိုဆက်ထားလဲအဲ့ဒါမျိုးတွေကအမအတွက် အရန်ဟိုဟိုအမှုပညာပေါ့နော်အစားအသောက်ဆိုအမှအတွက်တော့အမှုပညာတစ်ခုပဲဒီထမင်းဆိုင်ဒီဇိုင်းမှာအဲ့နေရာပဲစိတ်ကူးပေါက်တာပေါ့နော် ထမင်းစားပြီးတဲ့ခါကျတော့သူထညက်ဘူးလေးချထားတယ်ကော်ဘူးလေးနဲ့ထညက်တုံးလေးပေါ့နော်အဲထညက်ကမစားရကြဘူးပေါ့အရင်စားကြနေပေါ့အဲနဲ့စားလိုက်စားလိုက်ပေါ့နှလုံးတုံးတော့လည်းကြအောင်မစားနိုင်တော့အတုံးရအကြီးပေါ့နော်အမနှမျောတက်တာလည်းပါတယ်ပေါ့နော်ဒါစားပြီးရင်မလွတ်ပြစ်ချင်ဘူးတဲဝါကြလည်းအဆင်မပြေအဲနဲ့ဘာဖြစ်လို့များလူရတိတိလေးမလွတ်တာလဲနော်ဆိုပြီးတော့အဲ့ရနေစားပြီးတော့မှအဲဘာဖြစ်လို့မလွတ်လဲဆိုတဲ့အကြောင်းကိုလိုက်ရှာရင်ရှာရင်လည်းအဲလွတ်ဖြစ်သွားတာပေါ့ တညက်ကို2014နှစ်ကုန်မှစတင်လေ့လာခဲ့ပြီး2015စက်တင်ဘာမှာဈေးကွက်ထဲကိုစတင် ဖြန့်ချိနိုင်ခဲ့တာကြောင့်အခုဆိုရင် Free Fruit တညက်ဟာတက်တန်းတစ်နှစ်ကျော်ရှိခဲ့ပါပြီ။တညက်ခဲအကြီးကြီးကိုတည်တည်လေးဖြစ်အောင် လုပ်ဖို့မဖြစ်နိုင်ဘူးလို့ပြောခံခဲ့ရတာဟာမတ်ချိုလဲအောင်အတွက်တော့သူ့စိတ်ကို စွပ်ပေးလိုက်တယ်လို့ဖြစ်ခဲ့ပါဗျ။အမအောင်စွရတယ်လို့ဖြစ်သွားတာအမှန်တော့ မဖြစ်နိုင်ဘာဖြစ်လို့မဖြစ်နိုင်ရလဲဘောနော်အဲ့ဒါနေပြီးတော့မှကိုကအဲ့အရာကိုလှုပ်ကိုကိုအိမ်မှာလှုပ်အဲ့လိုမျိုးဘောနော်ရှောက်လှုပ်ကြည့်ပြီးလို့ရှင်မကြားလို့ရှင်အဲ့သူ့စီပြေးပြန်ပြီးပြေးပြောအဲ့ဒါဘာဖြစ်လို့လဲဘယ်လိုဘယ်လိုဘောနော်အဲ့လိုတောင်းမေးအဲ့ဒါတော့လည်းနည်းနည်းမပါတော့ပြောပြလိုက်တယ်အဲ့လိုမျိုးဘောနော်မကြားဘူးဆိုတော့လှုပ်လိုက်လှုပ်ပြီးတော့ဟိုဘာလဲဖြစ်သွားပါပြီအတုံးစင်းလေးဖြစ်သွားပါပြီအရေးကြီးပြေးရောအဲ့လိုမျိုးဘောနော်အဲ့မဖြစ်သေးပါဘူးဒါငါဖြစ်အောင်လုပ်မယ်ဘောနော်အဲ့လိုလုပ်ရင်လုပ်ရင်နောက်ဆုံးကျတော့ဟိုအရင်မပြောတော့ ဲအရသာအကျိုက်ဆုံးလဲပြောရင်တော့အဲအမကတော့ဒီဈေးအရသာတော့အကျိုက်ဆုံးပေါ့နော်ဟိုမြန်မာ taste နဲ့လည်းမြန်မာရဲ့ဟိုအခုဆိုရင် free fruit ဖညက်ကိုလက်ရှိမှာတော့တံမြာချင်းဖိန်းချင်းဈီးဆိုပြီးအရသာ၄မျိုးနဲ့ထုတ်လုပ်နေပါတယ် free fruit အောင်မြင်လာတာဟာသူ့အတွက်ခင်မထားတဲ့ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ် Tree Fruit ရဲ့ထုတ်ပေါ်မှုပုံစံကိုစတွေ့ပြီးသဘောကျခဲ့တဲ့ဦးမောင်မောင်စိုးကတော့စွန်ဦးတီထွင်ဖို့ဆိုတာမလွယ်ကူတဲ့အပြင်မတ်ချိုလဲအောင်ရဲ့စ조사အထောက်မှုကြောင့်လုပ်ငန်းတွေလက်တွဲလုပ်ကင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဟိုမပြောနဲ့တော့တာမန်လုပ်ငန်းကိုကသူတို့ကလုပ်ငန်းလုပ်ရင်လည်းစိတ်ဝင်စားမှုတော်တော်များများနေရတာကိုတွေ့တယ်။ဟုတ်လားဒီလိုအသက်စမ်းတီထွင်ဖို့ဆိုတာပိုခဲရင်တာဟုတ်။အဲသူဟာလေးကိုတစည်းတောင်တောက်လျှောက်ကြည့်နေရလေ။ဟုတ်လားဒီဟာလေးအတွက်လည်းသူခီးရသွားတာလည်းတွေ့တယ်။ ဒါအောင်မဖြစ်မနေသူကြိုးစားနေတာတွေ့တယ်လေအမေဟိုအကူကအရင်ထွက်တာသုံးလေးလကြာမှအမအထွက်တယ်ဂျားဆက်ကြအချင်းမရှိဘူးနော်အဲ့ရလို့တော့တချင်ချင်းဒီပပလေးကသူရဲ့အိမ်ကြီးရဲ့ညာတွေကနေပြောမှဆိုရင်အမအဲ့သေးချောင်းမဖတ်တော့ဘူးလို့ပြောရင်ခါမှဟိုဟိုလည်းပဲတချို့လူတွေနဲ့တိုက်ခံတော့အဲ့တိုက်ခံတွေကိုဟိုကိုလည်းမလုပ်ချင်ဘူးပေါ့နော်ဘလူကလောက်ချင်ပါလေကိုတက်တော့ကိုရဲ့တနေ့တာကြီးကစိတ်ညစ်စရာကြီးဟာသူတို့ကတိုက်ခံပြီးလောက်ပြီးတော့အဲ့လိုမျိုး relationship တွေပေါ့ အမမှဟိုပြက်စီခဲ့ရတယ်ဗောနော်ဒါမဲ့အဲ့ပြိပခါရကတော့ဖြစ်ခဲ့ပြီးွားပြီးပြီးသွားပြီဒါမဲ့အခုအမပြန်ဖာထေးရမယ့်အချိန်အချိန်ပေါ့အရောက်လာပြီမြန်မာနိုင်ငံကိုပြန်ရောက်လာခြင်းတိုက်ခိုက်ခံခဲ့ရတာတွေလည်းအခုချိန်မှာတော့အားလုံးပြီးဆုံးသွားခဲ့ပြီလို့ပြောလာတဲ့မတ်ချိုလက်အောင်ဟာလူဆိုတာကိုယ်သဘောကျတာကိုလုပ်ဖို့လိုသလိုကိုယ့်ကိုယ်ကိုလည်းတာဝန်ယူရမယ်လို့ဆိုပါတယ် အဓိကဘာပဲလုပ်လို့ဟိုကိုတဘောကြာလုပ်ဖို့လိုအပ်တယ်လို့အမတော်ဆုံးပြအဲ့တော့ကိုတဘောကြာလုပ်လို့ကိုမပြုတ်ဘူးဆိုတော့အဲ့ဒါကိုအပြစ်ဖြစ်သွားပြီလေကိုတောင်းဝင်ယူရဲတယ်မတောင်းဝင်ယူရဲရင်လုပ်အဲ့အရမျိုးပဲအမတော်တော့တော့ကြည့်လာတဲ့အခါမှာကိုမပေးဆက်နိုင်တော့ရဲ့အရာမျိုးရှိရဲ့ပြီးတော့လုပ်ငန်းကြီးထွားလာတဲ့အခါမှာလေကိုမပေးဆက်ရဲတဲ့ကြောက်စရာဆိုရင်အနောက်ကကြောက်ပြားရအောင်အမြင်မှုကဘာလဲအမတိ့ကိုမသိတာအဲ့တော့ဟို ဘဝက life is miracle ပေါ့နော်အဲ့ဒါကိုအရင်ယုံကြည်တယ်အဲ့အောင်မြင်မှုဆိုတာလေအမတော်တော် miracle ပဲဖြစ်နေမယ်လို့ထင်တယ်ပေါ့နော်အမမသိဘူးဒါကောင်းနေလားမကောင်းနေလားမကောင်းအောင်မြင်မှုဆိုတာပါလေအမကုတိလည်းမသိသေးဘူးအဲ့အကောင်းဆုံးဟင်းကိုစားလိုက်ပြီးရခါမှာအမအမပြန်ပြောပြနိုင်လိမ့်မယ်ထင်တယ်အဓိကတော့ကျွန်တော်တို့လူငယ်တွေပြောချင်တာတော့တစ်ခုခုကိုစပြီးလုပ်ကြည့်ပါနောက်ပြီးတော့ decisive moment မဲ့လုပ်ပါလို့ပဲကျွန်တော်ကြောင်းကြနေတယ်အချိန်တိုင်းနေရာတစ်ခုရရှိမှာပါအောင်မြင်မှုကတော့လွယ်ကူနေရဖို့တော့မလွယ်ပါဘူးအနည်းဆုံးပြေးစားပါလေအနည်းဆုံး9နှစ်နဲ့10နှစ်အနည်းဆုံးစပြီးပြေးစားပါလေ အလောက်မှအောင်နေပါတယ်ခုကတကယ်ကိုစီးပွားရဲ့လွတ်လပ်မှုဆိုတာအခုချိန်ကတကယ်ပြီးရမယ့်အချိန်ဖြစ်သွားပြီအားလုံးတို့ကအရန်ကိုအရေးကြီးလွန်းတယ်အဲကြတော့စာမြန်းမြန်းဖတ်ပါစမ်းသပ်တည်တူမှုလေးလုပ်ပါလွတ်လပ်မှုလေးရှိသွားပြီကိုကြိုးစားရင်ကြိုးစားသလောက်အောင်အောင်မြင်မယ့်အချိန်ဖြစ်သွားပြီဘဝကြီးကတော်တော်လေးပဲ ကိုဖြစ်ရှင်တာကိုလုံးရှင်တာကကိုဘာပဲပြောကိုဂလောကယူထွက်ခွာရအောင်ပဲဆိုလို့ရှင်ကိုပြန်စဉ်းစားမှလည်းငါဘာလဲလုပ်ခဲ့လဲငါလုပ်ချင်ဆုံးຢာတွေကဘာလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒီမှာကိုကအာငါဒါတွေတော့လုပ်ပြီးပြီဒါတွေလုပ်ပြီးပြီအဲ့ဒါဆိုရင်ကိုပီပီဖြစ်နေရမယ်လို့တော့အမအထင်တာပဲဒီ transcend ရတာကိုစိတ်ဝင်စားတယ်ဆိုတာသူ့ကိုယ်သူရှာဖွေ တွေ့ရှိခဲ့တဲ့မတ်ချိုလက်အောင်ကလူငယ်တွေကိုအချက်နှစ်ချက်အကြံပေးလိုက်ပါသေးတယ် ပါတခုပဲလို့လို့ပေါ့နော်ဟိုဇောက်ချလို့ပို့ထက်ဘယ်လိုမှဆက်လျှောက်ဖို့ကအရေးကြီးရဲ့မှားနေဖြစ်တော်လဲ၎င်းပေါ့နော်မမှောင်မှန်နေဖြစ်လဲအကုန်လုံးကဆက်လျှောက်ဖို့ပဲလိုတယ်ပေါ့ဟုတ်ပါဘူးခင်ဗျားတို့ကတော့ အလုပ်တစ်ခုကိုဆက်ပြီးတော့လုပ်ပေါ့နော်ကိုကတနေရာမှာရက်သွားလို့ရှင်ဟိုဘောမသိကျင်ဘူးလားနောက်တစ်ခုဘာဖြစ်မလဲဆိုတော့အမတော့ရမ်းသိကျင်နောက်တစ်ခုငါမှန်လားမှားလားဆိုပဲဟာဦးသိကျင်တယ်စမ်းကြည့်ကျင်တယ်အဲ့လိုမျိုးသိကျင်တဲ့စိတ်နေနဲ့ဆက်သွားလိုက်ပါပေါ့နော်အမားဆိုတာကဒီချိန်မှာကိုကဟိုဘယ်လိုမှတက်နိုင်တယ်ပြီးတော့အချိန်ရှိတယ်ပေးဆက်နိုင်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လို့များအမားမများမလုပ်ပါလဲဒါအရန်တန်နေလုပ်ပဲလို့မှာ လူငယ်တွေအနေနဲ့ကိုယ့်အိမ်မက်တွေကိုအကောင့်ထဲပို့ဖို့ကတော့ပတ်ဝန်းကျင်ရဲ့ဝေဖန်တိုက်ခိုက်မှုတွေအကြောက်တရားတွေကိုတော့ရင်ဆိုင်နိုင်ရပါမယ်။ဒါပေမဲ့ကိုယုံကြည်ရကိုဒီဇိုင်းမက်မက်လုပ်မယ်ဆိုရင်တော့ထိုက်တန်တဲ့ရလဒ်တစ်ခုရလာမယ်ဆိုတာမက်ချိုလဲအောင်ကတက်တည်ထူနေပါဗျ။